အားလုံးမေမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်မယ့်အကြောင်းအရာကတော့သတင်းမီဒီယာတွေမှာဆိုရှယ်မီဒီယာတွေမှာထင်ပေါ်ကျကြတဲ့အကြောင်းအရာတွေကိုကျွန်တော်ဒီနေ့တင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တင်ဆက်မယ့်အကြောင်းအရာကတော့ရုရှားအကြောင်းကိုကျွန်တော်ပထမဆုံးအနေနဲ့တင်ပြချင်တယ်ဘာဖြစ်ဆိုတော့မြန်မာနိုင်ငံနဲ့ခက်ဆဆင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရုရှားအကြောင်းကိုကျွန်တော်တင်ပြချင်ဖြစ်ပါတယ် ဆိုတော့ရုရှားမှာခုဆိုလို့ရှိရင်နေမြေလေးခု သူတို့တိုက်ပိုက်ထားတဲ့နေမြေလေးခုသူတို့ control လုပ်ထားတဲ့နေမြေလေးခုအဲ့ဒီနေမြေလေးခုကိုသူတို့ပိုင်ဆိုးထားတဲ့နေမြေဆိုပြီးမှကျင်ညာလိုက်ပြီးကပါပေါ့နော်ဒါသူသူပိုင်ဖြစ်သွားပြီးပြီးသူတို့ကသူတို့နဲ့ပူပေါင်းချင်တယ်ဆိုတဲ့ဟာကိုသူတို့နဲ့လက်အောက်ထက်မှာပဲနေချင်တယ်ပြီးသူစံတော့ကိုခံယူပြီးပြီးဆိုပြီးမှကပါကိုကျင်ညာလိုက်တာဖြစ်တယ် ဆိုတော့ဒီနေရာမှာဖီနေလေးခုကတော့ပါလဲဆိုလို့ရှိရင်လူဟန်စ်ဖြစ်တယ်နောက်တစ်ခုကဆပ်ဖိုရီရှာနောက်တစ်ခုကဆိုလို့ရှိရင်ခါဆွန်ရဲ့ဒုံရဲ့ဆိုပြီးတော့နေမေလေးခုကိုသူကြီးညာလိုက်ပြီးဆိုတော့ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကပါလဲဆိုလို့ရှိရင်ရုရှားကကဘာကိုဘလို့ပြောထားလဲဆိုလို့ရှိရင်မင်းတို့စစ်ကူတဲ့လူအလုံးကိုနျူကလ িয়ার နဲ့ပြစ်မယ်ဆိုရင်တော့ပထမဆုံးချင်းချောက်တဲ့ ธรรมดาဖြစ်တယ်ဘာဖြစ်ဆိုတော့ तू อ่ะအဲ့ဒီနျူကလ িয়ার နဲ့အားကိုးပြီးတော့လူကအနိုင်ကျင့်နေတာဖြစ်တယ်ဆိုတော့ကဘာကလည်းအဲ့လိုမျိုးနျူကလ িয়ার ဆက်ပွဲများဖြစ်ပါဆိုလို့သူတို့ကတော့မလုပ်ဘူးဒါပေမဲ့လက်နက်ထောက်ပံ့တာတို့ကိုင်နေတာတွေတော့လုပ်တယ်ဆိုတော့အဲ့ဒါကအဲ့လိုမျိုးလုပ်လိုက်တဲ့အခါကျတော့ तू ကပထမဆုံးအထင်သေးတယ်ထင်သေးပြီးတော့ तू နိုင်မလို့ထင်တယ်လုပ်တဲ့အခါကျတော့ကိုကဆုံးရှုံးမှုတွေတအားရှိတယ်အနောက်နိုင်ငံကနေပြီးတော့ဖန်ပို့တဲ့လက်နက်တွေနဲ့ ယူကရိန်းဟာဆိုလို့ရှိရင်အကြီးအကျယ်သူတို့ကိုတံပြန်ထိုးစစ်ဆင်နိုင်တဲ့ခါကျတော့သူကနျူကလ িয়ার လက်နက်တအားသုံးချင်တာပဲသုံးချင်တဲ့ခါကျတော့အခုသူတို့နော်ထိန်းချုပ်ထားတဲ့နော်မျိုးလေးမျိုးကိုညာလူဟန်စရဲ့ဆာဖိုရီရှားရဲ့နောက်တစ်ခုကခါစင်ရဲ့ဒုံညာရဲ့အဲ့ဒီလေးခုကိုသူနေမြေဖြစ်ကျင်ညာလိုက်လို့ရှိရင်တခြားလူတွေအဲ့ဒီနေမြေကို ိုက်ခိုက်မယ်ဆိုလို့ရှိရင်ရုရှားကိုတိုက်ခတ်တာနဲ့အတူတူပဲဆိုမှခိုက်လို့ရှိရင်တော့ရုရှားကနေပြီးတော့နျူကလ িয়ার တုံးမယ်ဆိုပြီးတော့ပြောပြန်ပြီအဲ့ဒါစိတ်ဝင်စားစရာကောင်းတယ်နော်ဆိုတော့အရင်တော့ယူကရိန်းနေပြီဖြစ်တယ်အခုကယူကရိန်းတွေကဆက်လက်ပြီးတော့အတိဟာကိုတိုက်နေတာပဲယူကရိန်းကလည်းဘလောက်ပဲကြီးညာကြီးညာကဘာလဲပြောတဲ့သူဘလောက်ပဲသူရဲ့ထိန်းချုပ်တဲ့နေမြေလို့ဘလောက်ပဲကြီးညာကြီးညာအကျုံးဝင်ဘူးဆိုပြီးမှပြောထားတယ်ဆိုတော့ရုရှားကို ယူကရိန်းကလည်းနိုင်အောင်တိုက်မယ်ဆိုပြီးတော့ဂျင်းဝတ်ထားတယ်အခုတိုက်လိုက်တိုက်တယ်အဲ့ဒီမှာဆိုလို့ရှိရင်လေမဲမျိုးကိုနေပြီးတော့သူတို့ပြန်ပြီးတော့ control လုပ်နိုင်တယ်အခုသိမ့်ပိုက်ထားတဲ့နေမြေလေးခုထဲကနေပြီးတော့နော်လေမဲမျိုးကိုပြန်ပြီးတော့ယူကရိန်းကနေပြီးတော့ထိန်းချုပ်လိုက်တယ်ဘာဖြစ်လို့ထိန်းချုပ်လိုက်လဲဆိုလို့ရှိရင်အဲ့ဒီကိုအဲ့ဒီနေရာကနေပြီးတော့ရုရှားကနေပြီးတော့ဆုတ်လိုက်ရတယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီမှာသူတို့အဝိုင်းခံရတယ်နော်အဝိုင်းခံရတယ်ယူကရိန်းကနေပြီးတော့ဝိုင်းထားတယ်ပ တို့မဆုပ်ပေးဘူးဆိုလို့ရှိရင်တအားတို့တိတ်ချပြစီတော့မယ်ဆိုတော့အဲ့ဒါတအားစစ်ဝင်စားကောင်းတယ်နော်ရုရှားကိုပြစ်ခတ်တာနဲ့တူတူပဲနော်နျူကလ িয়ার တုံးမယ်လို့ပြောထားတယ်ဆိုတော့အဒီမှာတအားစစ်ဝင်စားကောင်းတယ်အနောက်ဖက်နဲ့နော်ဘလို့လုံးမလဲနော်ဒီအနောက်နိုင်ငံကလည်းပါလို့လို့ဆိုမင်းတို့နျူကလ িয়ার တုံးလို့ရှိရင်အဲ့ဒီရေဒီယို တတ်တူอ่ะဆိုလို့ရှိရင်ဒီပိုလန်တို့ဘာလို့မှာဒီတို့အဖွဲ့ဝင်တို့စီမှာသွားစီစဉ်မယ်စီစဉ်လို့ရှိရင်အဲ့ဒါနေတို့အဖွဲ့ဝင်နဲ့ပတ်သက်နေတယ်ဆိုလို့ရှိရင်နေတို့အဖွဲ့တယ်ဆိုလို့ရှိရင်ဝင်မယ်ဆိုတော့သူတို့အကျညာမိသားဖြစ်တယ်တကယ်တမ်းအဲ့ဒီမှာယူကရိန်းကိုတိုက်ပေးမယ်အဲ့ဒီပိုလန်တွေမှာရောက်တယ်ပိုလန်ဟာဆိုလို့ရှိရင်နေတို့အဖွဲ့ဝင်ဖြစ်တယ်အဲ့ဒါကြောင့်သူတို့ကပြန်ပြီးတုံ့ပြန်မယ်လို့ပြောထားတယ်နော်နျူကလ িয়ার လုံးဝမတုံနဲ့တုံးရင်ဒုက္ခရောက်မယ်ဆိုတော့ ကောင်းကောင်းသတိပေးထားတာရှိတယ်ဆိုတော့ဘူတင်ကလည်းသူရှုံးမဲမဲပြီးတော့သူတအားသုံးချင်တာပဲဆိုတော့ဒီဟာတွေကဒီစစ်ပွဲဆိုလို့ရှိရင်အားစစ်ဝင်စားဖို့ကောင်းတယ်နော်နျူကလ িয়ার စစ်ပွဲပြလို့ဘာဖြစ်ဆိုတော့နော်ဘူတင်ကဆိုလို့ရှိရင်ကြားဆွဲမဲနွားဟာဆိုလို့ရှိရင်ဟိုတော်နာမှာအမြင့်တက်နေတယ်တော်နာမှာအမြင့်တက်ကတ်တယ်တဲ့ဆိုသလိုပဲအခုကသူကကြားဆွဲခံရမဲနွားဖြစ်နေပြီနော်အဲ့ဒီမှာ သူကဆိုလို့ရှိရင်မကြခင်ကြဆောင်တော့မယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်เนาะနျူကလ িয়ার ကိုပဲအကုန်နေတယ်နျူကလ িয়ার ပဲနဲ့ပချင်းချောက်နေတယ်နျူကလ িয়ার နဲ့ချင်းချောက်ပြီးတော့เนาะဖြီသူသူများပိုင်တဲ့နေမြေတွေကိုတင်းသွင်းတယ်ပျက်စီးတယ်အပြီးတော့အဒီမှာနေတဲ့အခုတင်းထားတဲ့နေရာတွေမှာဆိုလို့ရှိရင် okay သူတို့မကြိုက်ဘူးဆိုလို့ရှိရင်အတားကနေထုတ်လိုက်တယ်နောက်တချို့လူတွေကတပ်လိုက်တယ်အဲ့ဒီမှာလူတွေအလောင်းတွေဆိုလို့ရှိရင်မြုပ်ထက်တဲ့နေရာတွေများကြီးဖြစ်လာတယ်ဘာလို့ဆိုတော့ သူကသူ့ကိုမကျင်နဲ့တဲ့သူမထောက်ခံဘူးဆိုလို့ရှိရင်အကုန်လုံးတတ်လိုက်တာပဲမဟုတ်လို့ရှိရင်ပြည်နန်တန်းပေးလိုက်တဲ့အဲ့လိုမျိုးလိုဖြစ်လာတယ်နော်ဆိုတဲ့အခါကျတော့တအားစိတ်ဝင်စားမှုကောင်းတယ်ဆိုတော့ဒီဟာလေမြန်မာနိုင်ငံကဖြစ်ဖြစ်နဲ့ခက်ဆဆင်ဖြစ်တယ်ဘာဖြစ်ဆိုတော့ဆရာတပည့်တွေဖြစ်တယ်အဲ့ဒီနိစနဲ့တွေဆိုလို့ရှိရင်မြန်မာနိုင်ငံကစစ်ကောင်စီကရထားတာဖြစ်တယ်နော်အဲ့ဒါကြောင့်သူ့လို့ သူနဲ့မိတ်ဆွေဖြစ်တဲ့အတွက်ကြောင့်တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတဲ့တင်းတော်မှာလည်းတင်းတင်းရှားတင်ပြထားတာတွေ့ရတယ်ဆိုတော့နောက်တစ်ခုကအောင်ပြစ်ဆုံးဆောက်ထားတဲ့မင်္ဂလာတုံးမှတ်တက်စေယုံပေါ့နော်စေစေယုံအတားဆိုလို့ချင်ကတင်းတောင်ဆန့်အတားကိုပြီးသားပြီပြီးသားတဲ့အတွက်ကြောင့်သူ့ဖေကနေပြီးတော့ဖွင့်လှစ်ပေးတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်အဖေကတော့တကယ့်နော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အကြီးဆုံးနေရာမှာယူပြီးတော့တကယ့် ငွေရထတဲ့ငွေအခွင့်ရအရင်တော့မရထတဲ့အခွင့်ရတော့အကုန်လုံးသားသမီးတွေကိုပေးသူတို့လုတ်နော်နောက်ဆွမ်းဆလို့ရှိရင်သူ့အဖေကဖုန်းလေးပေးလုတ်ပေးဆိုတော့မြန်မာနိုင်ငံမှာဆလို့ကျန်ချမ်းသာဆုံးမိသားစုလို့ကျွန်တော်တို့ပြောလို့ရတယ်နော်ဘာဖြစ်ဆိုတော့ပြည်သူတွေရဲ့ဂုဏ်သွေးလို့စုတ်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒီလောက်ထိချမ်းသာစေအကြောင်းရှိဘူးနော်ဆိုတော့အတားကိုစဉ်းစားလို့နောက်တစ်ခုကဆလို့ရှိရင်လီယန်လီယန် KMPP ကပြစ်ချလိုက်တဲ့ပါတီညာနေနဲ့ခရီးသေးတွေတင်တဲ့လီယန် နော်လူပေါင်း60ကျော်ပါတယ်ပေါ်တယ်63ယောက်ဒါမဲ့အဲ့ပြစ်လိုက်တယ်ပြစ်လိုက်တော့ဒီမှာပေါက်တယ်ဆိုတော့ KMPP ကိုရိုးချတယ် PDF ကိုရိုးဆက်ဆွဲတာပေါ့ဆက်ဆွဲတဲ့အခါကျတော့သူတို့ကလည်းပြောတယ်မဟုတ်ဘူးမဖြစ်နိုင်ဘူးဒါပဲဆိုလို့ရှိရင်ဒီလောက်အမြင့်ပေး3500ဆိုတော့ရှင်နော်အဲ့ဒီလက်နက်ငယ်နဲ့ဖြစ်နိုင်ဘူးဆိုတော့မလည်းဘူးတပြီတော့သူတို့ထိန်းချုပ်တာတဲ့နေရာတွေဖြစ်တဲ့အနာကတ်လို့မရဘူးကျတော့အခုကသူတို့လီယန်ပြမှာဆိုလို့ရှိရင်အဲ့ဒီအမ် ပြစ်တဲ့အစတယ်ပေါ့လေရင်ရဲ့အစဆိုလို့ရှိရင်အပြင်ဘက်မှာဖွာထွက်တယ်ဆိုတဲ့ခါကျတော့အထက်ကနေပြစ်တာဖြစ်နိုင်တယ်နော်ဖြစ်နိုင်တယ်ဆိုပြီးတော့ဟိုမျိုးပြောတယ်ပြီးတော့လူတယောက်ထိတယ်ထိတဲ့လူကလည်းနေပြီးတော့တက်ချက်ကြီးစေတိန်ဆုံညွန့်လို့ခေါ်တယ်နော်အရင်တော့ကတော့ခီးသေးလို့ပြောတယ်နော်အတိတ်မှာနာအဲ့ဒီလေရင်တွေကဆိုလို့ရှိရင်တရားဝင်နော်သူတို့ကဆိုလက်နဲ့တွေတင်တယ် အဲပိုချတဲ့ဟိုမှာပိုဒီမှာပိုအဲ့လိုမျိုးလုပ်တယ်လီယံပြန်ဒီစစ်လီယံပြန်တွေကမတုံတော့ဘူးเนาะအဲ့ဒီမှာစေတားတွေကပိုတယ်လက်နဲ့ခရိယာတွေအဲ့ဒီထောက်ပိုတွေအဲ့လိုမျိုးပိုတယ်လို့ပြောတယ်เนาะအဲ့ဒီလီယံကအတားကြောင့်လဲဖြစ်နိုင်တယ်ဆိုတဲ့ခါကျတော့ဒါပဲမဲ့ KMPP မှာတော့အဲ့လိုမျိုးပြစ်ချဖို့လက်နဲ့တော့လည်းမရှိဘူးလို့ပြောထားတယ်ဆိုတော့အဲ့ဒီဟာဆိုလို့ရှိရင်ထိသွားတဲ့လူဟာဆိုလို့ရှိရင်เนาะတက်ချက်ကြီးစေး နော်တင်ဆုံညို့လို့ခေါ်တယ်နော်တင်ဆုံညို့လို့ခေါ်တယ်အဲသူတို့လူတွေကြည့်ပေါ့အလားကိုချစ်ချင်းအဖြစ်ဘာလို့ဆိုတော့သူတို့ထင်ထားသလိုပေါ့ဒီလေရင်တွေအားဆိုလို့ရှိရင်နော်ဆေးလက်နဲ့တွေသူတို့ရဲ့ရိတ်ခါတွေအဲ့လိုမျိုးသုံးဖို့အတွက်ပဲသုံးတော့တယ်အဲ့ဒါကိုပြည့်တယ်ဆိုလို့ရှိရင်ပြည်သူတွေနော်စီးတဲ့လေရင်ဆိုပြီးတော့ယူချလို့ရအောင်နော်အဲ့လိုမျိုးသူတို့သုံးတာကိုကျွန်တော်တို့တွေ့ရတယ်လို့နော်တည်တည်နဲ့မှာဖော်ပြထားတာကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကနော် စေကွန်စီဥက္ကဋ္ဌကခါယိုးမှာဆိုလို့ချင်းခင်စာဖြစ်တယ်ဆိုတဲ့တင်ဟာလေခေါ်လွန်းတဲ့ကြောင့်ဖြစ်နေတယ်เนาะအဲ့ဒါဆိုလို့ချင်းဖိုတိုကော့ကရုရှားမှာသွားတာဆိုလို့ရှင်ရုရှားမှာရောက်တဲ့အချိန်မှာအဲ့ဒီခင်စာကိုကူးမယ်ဒီအာစင်ကာပူကနေပြီးတော့ဆရာဝန်ရဲ့ခွင့်ပြုချက်ကိုတောင်းတဲ့အခါဆရာဝန်ခွင့်မပြုတဲ့အတွက်ကြောင့်ကူလို့မရဘူးအဲအဲ့လိုမျိုးသူတို့เนาะဥုံသွင်းဘိုချိုဥုံသွင်းเนาะအဲ့ဒီမှာသူအငိမ့်စားတည်သွားတဲ့အခါမှာကြာလို့ရှင် အဲ့ဒီရပ်ပန်တို့အတွက်မှာဆိုလို့ရှိရင်အဲ့ဒီအတို့တမစစ်ကုံစေဥထာကပျောက်နေတယ်ဘာဖြစ်လို့ဆိုတော့သူကအဲ့ဒီကင်ဆာကျော်ရုတ်ကင်ဆာဖြစ်လို့ဆိုပြီးမှတတင်းတွေကတက်လာတယ်ဆိုတော့ပြည်သူတွေကတော့တအားပျော်တော့ပေါ့ကင်ဆာဖြစ်တယ်ဆိုတော့နော်အဲအဲ့လိုမျိုးဖြစ်တယ်ဒါနဲ့ဟုတ်လို့မဟုတ်လို့ဆိုတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့သတင်းမီဒီယာတွေမှာတော့ဒီလိုဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရတယ်เนาะ ဆိုတော့ဖြစ်မယ်ဆိုရင်တော့နော်ဖြူသူတွေတအားကြီးဝမ်းတာမှာပဲခုတောင်မှဒီလိုကြားတဲ့ခါကျတော့မသိချမရတာမဲ့ဒီတင်းတွေကြားတော့အာဖြစ်ပါစေဆိုပြီးတော့နော်ဆူတောင်ပြတဲ့လူတွေအများကြီးတွေ့ရတယ်နော်အဒီတင်းလေးကျွန်တော်တို့တက်တော့ကျွန်တော်တို့တွေ့ရတယ်နော်နောက်တစ်ခုကအင်ဒိုနီးရှားမှာเนาะအင်ဒိုနီးရှားမှာဘောလုံးပွဲเนาะဘောလုံးပွဲတစ်ပွဲမှာဆလုပ်ရှင်လူတွေအများကြီးသေးတယ် 183ရောက်ထိထမှတည်တယ်ပထမ185ရောက်အခုကတိုးလာတဲ့တည်လာနော်အဒီဘောလုံးပွဲမှာအင်းရှင်ကနေပြီးတော့ရှုံးတဲ့ခါကျတော့ပွဲကပွဲချစ်ပရိသတ်တို့ကပေါ်ထွက်ပြီးတော့အတော့ကွင်းနေမှာနော်အဲ့လိုမျိုးစုပူကြတာပေါ့စုပူတယ်နော်ရန်ရှာကြတယ်ရန်ချတဲ့ခါကျတော့ရဲတွေကနေပြီးတော့မျက်ရည်ယူနော်အဲ့ဒီအငွေးတွေကို ဖြန့်တဲ့အခါကျတော့လူတွေကကြောက်အလန့်အားနဲ့ထွက်ပြေးတဲ့အခါကျတော့နေမိပြီးတော့သေးအဲပြီးတော့သေရှူကျက်ပြီးတော့သေးအဲ့ဒီမှာသေကြတာနေတာမဟုတ်ဘူးနော်အနေတာမဟုတ်ဘူးအဲ့ဒီမှာနော်လူတွေကဆိုလို့ရှိရင်190စနေ3ရောက်နော်ဆုံးသွားတယ်180ရဆိုလို့ရှိရင်တော့တန်ရရတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်နော်ကပတမိုင်းမှာဆိုလို့ရှိရင်နော်ဘောလုံးပွင့်နဲ့အကစားပွင့်နဲ့ပတ်သက်ပြီးတော့အသေးအပြောက်အများဆုံးပွဲတစ်ပွဲလို့ကျွန်တော်တို့ပြောလို့ရတယ်နော် ြောလို့ရတယ်ဆိုတော့အတားတတင်းတွေကလည်းတော်တော်တက်လာတယ်တနည်းမင်းရဲ့အတိအသည့်တွေမှာဖော်ပြထားတဲ့တတင်းတပုတ်ဖြစ်တယ်အဲဒါဆိုလို့ရှိရင်အင်ဒိုနီးရှားမှာဘောလုံးမှာဘောလုံးပွဲအင်ရှင်ကနေပြီးတော့ရှုံးတဲ့အတွက်ကြောင့်เนาะအဲ့ဒီမှာဝင်ပြီးတော့တောင်းချင်တဲ့အခါမှာရေးတွေကမြေကြီးကိုတုံးတဲ့အခါကျတော့လူတွေက၆တောင်းတော့ပြေပြီးတော့အသက်ရှူကျက်ပြီးတော့နေပြီးတော့အဲ့လိုမျိုးတည်သွားတာဖြစ်တဲ့အဲ့ဒီတတင်းဟာလည်းဟိုလိုနေကြဖြစ်တယ်နောက်တစ်ခုကဆိုလို့ရှိရင်เนาะ KNU အမည်နော်တထုံခရိုင်မှာတတ်မှတ်တဲ့ တမတက်နေမယ်မှာဆိုလို့ရှင်အာ PDF တွေဟာဆိုလို့ရှင်အဖွဲ့တွေကတော့ဟိုမှာတစုဒီမှာတစုအများကြီးရှိတဲ့အခါကျတော့အဲ့ဒီအဖွဲ့တွေအလုံးဟာဆိုလို့ရှင်25အဖွဲ့စုပြီးတော့နော်တပ်ပေါင်းစုအဖွဲ့နဲ့တို့ဖွဲ့လိုက်တယ်ဖွဲ့လိုက်တာဆိုလို့ရှင်ဒီနေ့နာ3ရက်နေ့မှာနော်အော်တိုဘလာတောင်းရနေမှာဆိုလို့ရှင်ကျင်လာညာတာကိုတွေ့ရတယ်เนาะအဲ့ဒါဆိုလို့ရှင်စစ်ကောင်စီကိုเนาะဖြုတ်ချဖို့အတွက်အလုံးစုပေါင်းမှုတော့တဖွဲ့တည်းချင်းချောက်ခံမဲ့အောင်မှာ နေတယ်ဆိုတာကိုတည်တင်းတွေအတိအကျတော့ဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီတည်တင်းတွေကတော့ဒီနေ့အော်တိုဘာလ3ရက်နေ့မှာတည်တင်းမီဒီယာတွေမှာဆိုရှယ်မီဒီယာတွေမှာထင်ပေါ်ကျတဲ့အကြောင်းအရာတွေဖော်ပြတဲ့အကြောင်းအရာတွေဖြစ်တယ်ဆိုတဲ့အကြောင်းတင်ပြနေနေကိုချုပ်တယ်ဆိုတော့နောက်နေ့တွေမှာပြန်ဆုံကြရအောင်ဗီဒီယိုအောက်က subscribe နေကိုနှိပ်ခေါင်းလုံးကိုတီးပြီးတော့ကျွန်တော်ဗီဒီယိုကိုအိုးဆုံးကြည့်ရှုနိုင်ပါတယ်